လုံးမင်္ဂလာပါဒါတော့အမိုက်ကတော့မပါလို့ပေါ့နော်ဒါကျွန်တော်တို့ UK Pizza Compressor တစ်လုံးကို Compressor အစအဆုံးခိနေနိုင်ငံသားလေးဖြစ်ပါလေနော်ကြက်လာပါဒါကျွန်တော် compressor တလုံးကိုအစဆုံးရှိမဲ့သင်္ကန်းစာလေးဖြစ်ပါတယ်เนาะလောလောဆယ် compressor ကိုမချင်းခင်မှာကျွန်တော်တို့တွားကျင်တဲ့ပိုက်ရဲ့နမူနာလေးတွေကိုဒီလိုလေး fitting လေးချထားပေးရပါမယ်เนาะ fitting လေးချထားပေးရပါမယ် ကွန်ပရက်ဆာရဲ့အထွက်ဒီအပူကွန်ရဲ့အပေါ်ဆုံးအဆောက်ဝင်ပေးရမှာဖြစ်ပါတယ်နော်သူကအောက်ဆာကဝင်လို့မရဘူးနော်ဒါဆိုရင်ကျွန်တော်တို့ဒီကွန်ပရက်ဆာကိုမထိုင်သိပ်ဘူးပေါ့နော်ဒါကကျွန်တော်ရဟာဇင်လေးထိုင်တာဒါအဲ့ဒီရဟာဇင်လေးပုံမှာကျွန်တော်တို့ session ပိုက်ပြီးဘလိုပုံစံမျိုးလာမယ်ကွန်ပရက်ဆာရဲ့ဒီချက်ပိုက်ပြီးဘလိုပုံစံမျိုးတက်မယ်ပင်ပကဘလိုပုံစံမျိုးဖတာကဘလိုဆိုတာကိုကျွန်တော်တို့ဖီတင်အရင်ဆုံးချထားပေးရပါမယ်။ဒါဆိုရင်ကျွန်တော်တို့လုပ်လို့ရပြီဖြစ်ပါတယ်နော်။ โอเคဒါဆိုရင်ကျွန်တော်ကွန်ပရက်ဆာဆလုပ်ချိန်တော့မယ်ဆိုရင်ကွန်ပရက်ဆာအသစ်ဝင်လာတယ်ကွန်ပရက်ဆာအသစ်မှာသမစီပမာဏအပြည့်မပါဘူးဒါပေမဲ့အပြည့်ပါသည်ဖြစ်စေအပြည့်မပါသည်ဖြစ်စေကျွန်တော်တို့ကစီပမာဏကျွန်တော်တို့လိုချင်တဲ့ပမာဏဘယ်လောက်ပါတယ်ဆိုတာကိုကျွန်တော်ထုတ်ပြီး ဆစ်ပြရမှာဖြစ်ပါတယ်မထုတ်ဝင်တဲ့တက်ဆင်လို့မရဘူးတချို့ကွန်ပရက်ဆာတွေဆိုရင်နည်းနည်းလေးပဲပါတာဖြစ်ပါတယ်เนาะထောက်မယ်ဆိုရင်ကွန်ပရက်ဆာရဲ့အဝင်ကပိုက်အကြီးနှစ်ခုဖြစ်တယ်ဒီပိုက်အကြီးနှစ်ခုထဲကတစ်ခုချိန်တာထုတ်လို့ရတယ်အလွယ်ကူဆုံးပြောမယ်ဆိုရင်တဘာရဲရှိတဲ့ပိုက်ကနေထုတ်လို့ရတယ်လွယ်လွယ်နဲ့ပြောမယ်ဆိုရင်တဘာရဲရှိတဲ့ဘက်ဒီ session ပိုက်ဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီလိုလေးရအောင်ထောက်မယ်အဲ့ဒါမှရ နော်ဒါဆိုရင်ကျွန်တော်တို့စီကဘယ်လောက်ပါမလဲဆိုရင်ကျွန်တော်အထင်ပြောမစင်50မီလီလောက်ပဲပါမယ်ထင်တယ်။ဒါဆိုရင်ဒီကောစီပမာဏဘယ်လောက်ထည့်ရမလဲဆိုရင်ကွန်ပရက်ဆာရဲ့ work ကိုတီးဖို့လိုတယ်။ကွန်ပရက်ဆာရဲ့ work ကတော့ resistant on နဲ့လေးရှာလို့ရတယ်။ကွန်ပရက်ဆာရဲ့ body နဲ့လေးရှာလို့ရတယ်။လောလောဆယ်ကတော့ကျွန်တော်တို့သင်ခန်းစာတွေကတော့ resistor နဲ့ဒီ on နဲ့လေးကျွန်တော်ရှာပြပေးမယ်။မရ35ဝမရ35ကိုကျွန်တော်တို့သုံးသက်စာမှာဖြစ်ပါတယ်။ ။သုံးနဲ့ဟိုအားလည်းစလိုက်ဘုံတလုံးချတာ။80 80 80 80ခုနစဲနှစ်နဲ့မြောက်မယ်140 140ပြောချင်တဲ့စီပမာဏကလည်းအနည်းဆုံးပါလို့ရတာဒီ80ဖြစ်တယ်လားဒါကစီကိုချီုံလောက်ပဲထီုံလောက်ပဲဆိုရင်80ထည့်ထားမယ်လားကျွန်တော်တို့ထည့်ရမှာက140နဲ့235မီလီကိုထည့်ပေးရမယ်အနည်းဆုံးဒီဒါက ရှင်းယုံလောက်ပဲထည့်ထားမယ်ဆိုရင်တော့ဒီလောက်လောက်ပဲเนาะတကယ်တကယ်စီကနေလို့မရတာက140နဲ့215 35မီလီကိုထည့်ပေးရမယ်ဒါကเนาะဒါဆိုရင်ဒီဒီတပိုးမှာကျွန်တော်50မီလီပါတယ်50မီလီ50မီလီရင်ကျွန်တော်အရင်ဆုံး50မီလီတစ်ချက်ထည့်မယ်ထည့်လိုက်မယ် 30မီလီလောက်ပါတယ်ဟုတ်တယ်နော်ကျွန်တော်တွက်ပေးထားတာဒီမှာရှင်းုံလောက်ပဲဆို80မီလီလို့ပြောထားတယ်နော်ဟုတ်တယ်ပါလေရလာကြည့်ကွန်ပရက်ဆာကိုထိုင်တဲ့အခါကျရင်ကျွန်တော်တို့ကကွန်ပရက်ဆာကိုနက်ကိုတအားကျက်လို့မရဘူးသူ့မှာဆိုရင်ကျက်เสียမှာမလိုဘဲနဲ့ကျွန်တော်အ20မှာ နတ်လေးတစ်လုံးခံထားတယ်ဘာလို့ဆိုတော့တအားကျလိုက်တယ်ဆိုရင် body နဲ့နတ်နဲ့တအားထိသွားမှာထိသွားရင် compressor ရဲ့ vibration ကြာမှာကျွန်တော်တို့ကဒီ proper ပဲလှုပ်နေရမှာတက်ပြီတော့တော်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 အဲ့လိုပုံစံမလဲနော်ဒီလိုပုံစံမျိုး origin နဲ့မှာကိုတေးကထိလိုက်တယ်ပြီးတော့ရင်နတ်လေးထိလိုက်တယ်ပြီးရင်ကျက်တယ်ဘလောက်ပဲကျလိုက်ကျလိုက်ပေါ့နော်သူကအောက်ကိုမကျတော့ဘူး အောက်ကမကြတော့ဘူးသူကနော်ဒီအပေါ်မှာပဲထိုင်နေမှာနော်ဒါဆိုရင်ကွန်ပရက်ဆာကိုတက်ဖို့လုပ်မှာနော်ကွန်ပရက်ဆာကိုကျွန်တော်တက်တော့မယ်ဆိုရင်ရခိုင်တက်တာကိုဟိုဘက်တရားမထားမယ်မထားတဲ့ကဒီတကားတွေကိုတည်တည်ထားပင်တကားတည်တည်ထားပင်အဲတရားမပင်မယ်နော်အဲမပါမယ်နည်းနည်းလေးမပါမယ်ရပြီနဲ့ချက်လို့ရပြီအဲဆိုရင်ကျွန်တော်တို့ဒီမှာနက်လေးလုံးချက်ရမှာဖြစ်ပါတယ်နော်ကွန်ပရက်ဆာရင်ဆော့ဟမ် ဒါဆိုရင်ကွန်ပရက်ဆာထိုင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ပိုက်လိုင်းတွေကိုအရင်ဆုံးတက်ဆင်မယ်။ပိုက်လိုင်းတွေကိုတက်ဆင်တဲ့အခါ step by step တက်ဆင်ရမယ်။ပထမအောင်ဆုံးတက်ဆင်ရမှာကအပူကွက်ရဲ့ဒဇနဲ့ကွန်ပရက်ဆာနဲ့ဆော်ရမှာဖြစ်တယ်နော်။ဒီကွန်ပရက်ဆာနဲ့အပူကွက်ရဲ့ဒဇနဲ့ဆော်ရမယ်။အဲ့ဒါကဘယ်နေရာမှာပြပေးထားရလဲဆိုတော့တက်ပလိုက်ယူလာမယ်။ကျွန်တော်တို့ဒီမှာခြေလို့ရတယ်เนาะကွန်ပရက်ဆာရဲ့ဒဇနဲ့အပူကွိုင်းနဲ့တက်ဆင်ပေးလိုက်ရမှာဖြစ်တယ်เนาะဒီမှာเนาะ ဒါက compressor မှာဖြစ်ပါတယ်နော် Okay ဒါဆိုရင်ကျွန်တော်တို့မင်းအညွန့်ကတော့ဒီ tight wire ပုံမှာရှိနေရမယ်နော်ပြီးသွားရင်ကျွန်တော်တို့လေကိုထောက်ရမှာဖြစ်တယ်မင်းပြောင်းပြောင်းရမှာနော် Okay လိုအပ်တယ်မဆို compressor ကိုဆုံးမှာဖြစ်လို့မင်းအားအများဆုံးလဲဆုံးပေးရမှာဖြစ်တယ်ဒီနေသားလေးဆိုရပြီကိုယ့်ရဲ့ main ကောင်းအကြောင်းကိုသိရမယ်ကိုယ့်ရဲ့ main ကောင်းကဒီနေသားမျိုးကကျွန်တော်ကွန်ပျူတာကိုဆိုလို့ရနိုင်တဲ့နေသားမျိုးဆိုတော့ကိုယ့်ကိုမှတ်တမ်းလုပ်ထားပါနော် အနောက်မှာတော့ကျွန်တော်စားစရာမလိုတော့ဘူးဘာလို့လဲအနောက်မှာပစ္စည်းတွေကကျဲစီးတယ်ဘာမှမရှိတာပေါ့လို့နော်ကတ်လို့ရိုက်ထားမယ်ကတ်လာပြီတခါလေးကတ်လာတယ်ကင်မရာကိုအာဒီလိုနေထားပဲဖြစ်နေရမယ်နော်ဒီလိုအနေထားလေးဖြစ်နေရပါမယ်လုံအောင်လှလှလေးဖြစ်နေရပါမယ်เนาะလှလှလေးဖြစ်နေရပါမယ်ဒါဆိုရင်ကျွန်တော်တို့က compress ကွန်ပရက်ဆာရဲ့ဒီချက်နဲ့ကျွန်တော်တို့အပူကွင်ရဲ့ဒစာနဲ့ချိတ်ဆက်လိုက်ပြီးအပူကွင်ကနေစလို့လာရဆိုရင်အပူကွင်ကဒစာရှိတယ်ဒါဆိုရင်ဒီကောင်ဖတ်တာမတက်ခင်မှာကွန်ပရက်ဆာအရင်ဆုံးမောင်းရမယ်ဘာလို့လဲဆိုတော့ကွန်ပရက်ကွန်ဒန်ဆာထဲမှာရှိနေတဲ့ရငွက်ကိုဒီကနေကွန်ပရက်ဆာနဲ့ပုတ်ထုတ်မှာဖြစ်တယ်အဲ့ဒါကိုပုတ်ထုတ်မယ်ဆိုရင်သူ့ရဲ့ကွန်ပရက်ဆာမှာပါလာတဲ့ overload ဒစာ relay ဒစာကိုကိုယ့်ရဲ့ power supply ကျိုးနဲ့ချိတ်ထားပါနော် အဆင်ပြေတဲ့ဂျိုးလေးကိုခြိုက်လိုက်လို့ရတာဖြစ်ပါတယ်ပါတယ်နော် Okay ဒါဆိုရင် design ကလည်းကျွန်တော်ဒီမှာပြပေးထားရအောင်နော် compressor ရဲ့အထွက်နဲ့ condenser နဲ့တက်ရမယ်ပြီးတော့ compressor ကိုမောင်းဒီမှာအပူပိုင်းမှာရှိတဲ့ရင်ွေးတွေမွှာချတွေကိုအလုံးမှုတ်ထုတ်ပေးရမယ်နော်လက်နဲ့အဲ့ဒီခါမျိုးမှာ pipe လိုက်ဖွင့်လိုက် pipe လဲဖွင့်လိုက်လုပ်ပေးရပါမယ်နော်ဒါမင်းရှိနေပြီလားနည်းနည်းဆွေးလို့ရသေးလားရပြီ โอเคတယောက်ကပိုက်လိုက်ဖွင့်လိုက်လုတ်ပေးမယ်နော်ဒီမှာပြေရိုက်ပေးထားမယ်โอเคဆင်းလို့လာပြီဆိုရင် MBR ပြမယ်နော်မောင်းပြီမောင်းလိုက်ပြီဒီမှာ MBR ပြလာပြီဖြစ်ပါတယ်နော်မနေ့ကကျွန်တော်တွတ်ထားတဲ့လုံးနော်အဲ့ဒီပိုက်လိုက်ဖွင့်လိုက်ပိုက်လိုက်ဖွင့်လိုက်လုပ်ပေးရပါမယ်နော်ဒါကကျွန်တော်တို့ step by step သွားတာဖြစ်ပါတယ် ဲမရှိရင်လည်းမဟုတ်ရမှာပဲဒါရင်ငွေကိုမှောက်ထုတ်တာနော်အာဒီခါမျိုးမှာဆက်ပြလေးတွေတယောက်ရှာတာဒီဟိုအဆက်ကိုဘာလို့လို့ရလဲစတပ်ပိုင်တစ်ခါလေးစမ်းထားလို့ရတယ်ဆရာကတော့ဆရာတုံသားပါကိုဆရာယုံတယ်ဟုတ်တယ်နော်ဒါဆိုရင်ဒီနေရာမှာစမ်းရက်နဲ့ကျွန်တော်တို့ဆိုထားတဲ့အဆက်ကို က်ပြာနဲ့စိုက်လို့ရတာဖြစ်ပါတယ်เนาะအဲ့ဒီအဆက်ကဘယ်အဆက်လဲဆိုရင်ဒီအဆက်ဖြစ်ပါတယ်เนาะဒီအဆက်လေးဖြစ်တယ်ကျွန်တော်ဒီမှာလက်လေးနဲ့ပိုက်လိုက်ဖွင့်လိုက်ပိုက်လဲဖွင့်လိုက်လှုပ်ထားတယ်ဒီနေရာမှာမိတ်ဆိုထားတာရှိတယ်ဒါကိုကျွန်တော်တို့တစ်ခါလေးဆက်ပြာလေးနဲ့ဆန်သွားဒါဆိုရင်တော့ကျွန်တော်တို့အာနောက်တစ်ခါဒီ leakage ရှိလားမရှိလားဆိုတာကိုဆန်စရာမလိုတော့ဘူးဖြစ်ပါတယ်เนาะ Okay ပြီးသွားရင် ကျွန်တော်တို့ compressor ကိုရက်မယ်ရပြီးတော့ရင်ကျွန်တော်ဒီနေရာမှာဘာတက်မလဲဆိုတော့ဖတ်တာလေး တက်มาဖြစ်ပါတယ်เนาะဖတာဆိုရင်ကျွန်တော်တို့ဖတာဒီမှာ high pressure လေးတက်ပေးရပါမယ်เนาะဖတာပြီးသွားရင်ကျွန်တော်ဒီကနေဆက်မှောက်มาဖြစ်ပါတယ်เนาะဒီနေရာမှာ high bar လေးတက်ပေးရပါမယ် high bar လေးကိုကျွန်တော်ဖောက်ပြပေးมาဖြစ်ပါတယ်เนาะဒီနေရာမှာပင်နံလေးနဲ့ကျွန်တော်ဒီလိုလေးဖောက်လိုက်ပါရိုးရိုးရှင်းရှင်းလေးပါเนาะဒီလိုလေးဖောက်လိုက်ပါโอเคတပတ်ပေါက်သွားပါလိမ့်မယ်เนาะပေါက်သွားရင်ကိုမနည်းနည်းလေးကလေးရလောက်လိုက် ကလေးကလှုပ်ပြီးသွားရင်ဒီလိုလေး player အချွန်လေးလိုတာဖြစ်ပါတယ်เนาะ player အချွန်လေးအဲ့အချွန်လေးနဲ့ဖြည်းဖြည်းချင်းအပေါက်ကိုခြေသွားလိုက်ပါเนาะတမတ်ပိုက်ကိုတမတ်ပိုက်တဝင်စာလောက်ပေါ့เนาะဖြည်းဖြည်းချင်းပြည့်လှုပ်တဲ့အခါဒီလိုခက်ဆန်းဆောင်လေးလေးရတယ်ပေါ့เนาะဒီလိုလေးဖြည်းဖြည်းချင်းပြီးသွားရင်သူကနောက်ထပ်ကျွန်တော်တို့က step ပိုင်း screw driver နဲ့ဆက်လုပ်ပါဖြည်းဖြည်းချင်းပေါ့เนาะဒီလိုလေး